ယာရုမနှုတ်ထွက်ရဲ့တောင်းဆိုမှုများနဲ့ရင်ဆိုင်နေရတဲ့ထိုင်းဝန်ကြီးချုပ်ပေတိုတက်ရှင်နဝတ်ကလူမှုကိုပြန်လည်တောင်းပန်ခဲ့ကြောင်း AFP သတင်းမှာဖော်ပြခဲ့ပါတယ်။ပေတိုတက်ဟာကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်ဟွန်ဆန်နဲ့ဖုံးဆက်သွယ်ပြောဆိုသည့်အသံဖိုင်ပေါက်ကြားလာခဲ့ပြီးနောက်ထိုင်းပြည်သူများကဒေါသထွက်ခဲကညပေါင်းဆွေရဖွဲ့၏အဓိကပါတီတစ်ခုနှုတ်ထွက်သွားခဲ့ပါတယ်။ထိုင်းနိုင်ငံကအမေရိကန်သမ္မတဒေါ်နယ်ထရန့်၏ကုန်သွယ်ခွန်တိုးမြှင့်ကောက်ခံမှုကိုရှောင်လွှဲပြီးစစ်ပွဲရေးကိုဖွံ့ဖြိုးတိုးတက်စေရန်လှုံ့ဆော်နေချိန်မှာ ပေတုတ်တဲ့ဖြွထိုင်းပါတီဥဆောင်တဲ့ညော့ပေါင်းအစိုးရဖွဲ့ဟာပျော်လဲလူနီအခြေအနေတို့ရောက်ရှိနေပုံပေါ်ပြီးနိုင်ငံရေးတည်ငြိမ်မှုမရှိတဲ့အခြေအနေတို့ထပ်မံရောက်ရှိပွဲရှိနေပါတယ်ဖြွထိုင်းပါတီအကြီးဆုံးမိတ်ဖက်ပါတီဖြစ်တဲ့ဘူဂျာထိုင်းပါတီဟာ ဇော်လ၁၈ရက်ကနှုတ်ထွက်ကြောင်းကြေညာခဲ့ပြီးပေါက်ကြားလာခဲ့တဲ့ပေတောက်တန်နဲ့ဟွန်ဆန်တို့၏ဖုံးဆက်သွယ်ပြုဆုံမှုဟာနိုင်ငံကိုအထိနာစေပြီးစစ်တပ်၏ဂုံတိတ်ခါကိုထိခိုက်စေခဲ့ကြောင်းပြောကြားခဲ့ပါတယ်။အဲ့ဒီဖုံးပြောဆိုမှုအတွင်ပေတုံတန်ဟာလက်ရှိထိုင်းနဲ့ကမ္ဘောဒီးယားကြားနယ်စပ်ဒေသအငင်းပွားမှုကိုဟွန်ဆန်နဲ့ဆွေးနွေးခဲ့ခြင်းဖြစ်ပါတယ် ဟွန်ဆန်ဟာကမ္ဘောဒီးယားနိုင်ငံကို10စုနှစ်၄စုကြာအုပ်ချုပ်ခဲ့ပြီး2023ခုနှစ်မှာဝင်ကြီးချုပ်ယာရူမာနှုတ်ထွက်ခဲ့တော့လေလက်ရှိအချိန်ထိဩစာလွှမ်းမိုးနေဆဲဖြစ်ပါတယ်။အဲ့ဒီဖုန်းခေါ်ဆိုမှုအတွင်ပေတုံတန်ကဟွန်ဆန်ကိုဦးလေးဟုခေါ်ဆိုခဲ့ကထိုင်းနိုင်ငံအရှေ့မြောက်ဘက်ရှိထိုင်းစစ်တပ်၏တပ်မှုတအုပ်ကို၎င်း၏ပြိုင်ဘက်တအုပ်ဖြစ်ရည်ညွှန်းပြောဆိုခဲ့တာကြောင့်လူမှုမီဒီယာများပေါ်မှာပေတုံတန်ကိုဝေဖန်မှုများထွက်ပေါ်လာခဲ့ပါတယ်။ပေတုံတန်ကလူလူဤဒေါသမြင့်တက်တဲ့ချိန်မှာဟွန်ဆန်နဲ့ဖုံးပြောဆိုခဲ့မှုအတွက် ပြန်လည်တောင်းပန်ခဲ့ပါတယ်။ကမ္ဘောဒီးယားကောင်းဆောင်တအူးနဲ့ဖုံးပြောခဲ့တဲ့အတန်ဖိုင်ပေါက်ကြားလာတာကြောင့်ပြည်သူတွေမချေမနှက်ဖြစ်ခဲ့ရတဲ့အတွက်ကျွန်မတောင်းပန်ပါတယ်လို့ပေတုံတန်ကပြောကြားခဲ့ပါတယ်။ဗိုလ်ချာထိုင်းပါတီဤလွှတ်တော်အမတ်69ဦးကိုဆုံးရှုံးခဲ့ရမှုနဲ့အတူပေတုံတန်ဟာလွှတ်တော်မှာလူများစုနေရအတွက်မဲရီအတွက်လုံလောက်ရုံပမာဏသာကြက်ရှိတော့ပြီးကြားဖြတ်ရွေးကောက်ပွဲကျင်းပပွဲရှိနေပါတယ်။ထိုင်းမှာ2023ခုနှစ်ကနောက်ဆုံးကျင်းရွေးကောက်ပွဲပြုလုပ်ခဲ့ခြင်းဖြစ်ပြီးနှစ်နှစ်အကြာမှာကြားဖြတ်ရွေးကောက်ပွဲပြုလုပ်ရပွဲရှိနေပါတယ်။အခြားညမ အစိုးရအဖွဲ့ဝင်ပါတီနှစ်ခုဖြစ်တဲ့ United Thai Nation Party နဲ့ Democrat Party တို့ကအဲ့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးအစည်းအဝေးပြုလုပ်မှာဖြစ်ပါတယ်။အဲ့ဒီပါတီနှစ်ခုထဲမှာတစ်ခုခုကိုဆုံးရှုံးရမယ်ဆိုတာကပေတုံတဲ့အစိုးရအတွက်အဆုံးသက်ဖြစ်လာနိုင်ပြီးရွေးကောက်ပွဲကျင်းပခြင်းသို့မဟုတ်အခြားပါတီများနဲ့ညွန်ပေါင်းအစိုးရအသက်ဖွဲ့စည်းခြင်းတို့ပြုလုပ်ရမှာဖြစ်ပါတယ်။